စစ်ကော်မရှင်ရဲ့အကြမ်းဖက်လုပ်ရက်တွေအပေါ်ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းပြည်တွင်းပြည်ပမှာရှိတဲ့ရခိုင်အရက်ဖက်အဖွဲ့အစည်း32ဖွဲ့ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။စစ်ကော်မရှင်ရဲ့အကြမ်းဖက်လုပ်ရက်တွေအပေါ်ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းပြည်တွင်းပြည်ပမှာရှိတဲ့ရခိုင်အရက်ဖက်အဖွဲ့အစည်း32ဖွဲ့ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ပြည်တွင်းပြည်ပမှာရှိတဲ့ရခိုင်အရက်ဖက်အဖွဲ့အစည်း30ရဲ့ကိုစားအရခပြည်လုံးဆိုင်ရာပရာဟိတအသင်းများကွန်ရက်ကအောက်တိုဘာလ30ရက်မှာထုတ်ပြန်တာဖြစ်ပါတယ်အကြံဖတ်စစ်ကောင်စီဟာလူသားချင်းစာနာမှုမဲ့သောလုပ်ရက်တွေကိုဆက်လက်ပြုလုပ်နေပြီးတာဒဏိကအဆောက်အအုံတွေ၊စာတင်ကြောင်းတွေ၊ဈေးတွေ၊အလှပွဲတော်တွေ၊မြို့ပြရက်ရွာတွေနဲ့အပြစ်မရှိတဲ့ပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိနှီးမျိုးစုံနဲ့ဘုံကျဲတိုက်ခိုက်နေတယ်လို့ထုတ်ပြန်ချက်မှာဆိုပါရယ်။ အဲ့ဒီလိုဘုံကျဲတိုက်ခိုက်မှုတွေကြောင့်တန်ကာတွေဒေသခံပြည်သူတွေအများကြီးတေကြေပျက်စီးပြီးထိခိုက်ဒဏ်ရာရသူများပြားနေတယ်လို့လည်းဆိုပါတယ်။အရေးပေါ်လူနာသေရန်သွားနေချင်းအကျန်းဖက်စစ်ကောင်စီကရက်ဆက်စွာဘုံကျဲချခဲ့တဲ့အတွက်အသက်ငငယ်ရွယ်ရွယ်နဲ့ပရဟိတအလုတ်ကိုစေတနာဝါဒနာနဲ့လောက်ကိုင်းနေသူ73နှစ်အရွယ်မောင်ထေးအောင်ဟင်းအသက်ဆုံးရှုံးခဲ့ရတယ်လို့လည်းကြေညာချက်မှာဖော်ပြထားပါတယ်။ ဒီလိုလူသားမဆန်တဲ့အကြံဖက်စစ်တပ်ရဲ့လှုပ်ဆောင်ချက်တွေအပေါ်ပြည်ရင်းပြည်ပကအသင်းအဖွဲ့အစည်း30ဖွဲ့ကိုစားအရခပြည်လုံးဆိုင်ရာပရာဟိတအသင်းများကွန်ရက်ကပြင်းထန်စွာကန့်ကွက်ရှုတ်ချလိုက်တာပါရှင်ပြည်ရင်းပြည်ပမှာရှိတဲ့ရခိုင်အရက်ဖက်အဖွဲ့အစည်း30ရဲ့ကိုစားအာရခပြည်လုံးဆိုင်ရာပရာဟိတအသင်းများကွန်ရက်ကဒီကနေ့အောက်တိုဘာလ30ရက်နေ့မှာထုတ်ပြန်တာဖြစ်ပါတယ်